ပါဗျဒါခုနှစ်ကက်စီးပေါ့နော်နောက်ပြီးကြတဲ့ချိန်6ကက်စီးဆိုတော့တချမ်းပက်လိုက်မထင်တာပေါ့နော်တချမ်းပက်လိုက်မထင်တာသူကပေးသွားတာပေါ့နော်6ကက်စီးရလဲကျွန်တော်ကတက်ဘလက်က9ကက်စီးနေနေအော်ဒီအသုံးပြုလာဆိုတော့6ကက်စီးမှာ ဒါပရိတ်ပဲယူလိုက်တာပေါ့နော်တချမ်းပဲလိုက်မယ်ထင်လားသူကလုံးဝကိုပေးတော့တော့ခုနှစ်ကတ်မှာကြိုင်နေတတ်ခဲ့တော့အသုံးပြုလို့ရအောင်ပေါ့နော်ဒီနှလုံးရှစ်တီတူကဒီမှာရှစ်ထိတ်ဝင်ရမှာပေါ့နော်ရှစ်ထိတ်ဝင်လိုက်တာနဲ့သူကအဲ့နှလုံးပေါင်းလိုက်တဲ့ရှစ်ဒီနှလုံးရှစ်တီရှစ်ထိတ်ဝင်လိုက်တာနဲ့သူပေါင်းလိုက်တဲ့ဒီနှလုံးရှစ်ကိုလည်းသူကပြစ်မထားပဲနဲ့ဒီနှလုံးရှစ်နဲ့အဲ့ဝင်လာတဲ့ရှစ်ထိတ်နဲ့ပေါင်း6ပေါ့နော်အဲ့6ကို၄ခါနဲ့ပေါင်းလိုက်10ဖြစ်တယ်အဲ့10တီဒီနှလုံးကို10ပါဆိုပြီးသူရှည်ရွယ်လေးကိုဒီလိုရိုက်တာနော်တခါ ဟိုက်နှလုံးနှစ်ကဟိုက်မှာနှစ်ထိတ်ဝင်လာနှစ်ထိတ်ဝင်လိုက်တာနဲ့အဲပေါင်းလိုက်တဲ့ဒီနှလုံးပေါင်းခြင်းနှစ်ကိုလည်းပြင်မထားဘူးဝင်လာတဲ့နှစ်နဲ့ပေါင်းတော့လေးပေါ့နော်အဲဒီလေးကိုဒီခွန်ခါနဲ့ပေါင်းလိုက်ရင်လေးလုံးပေါင်းခြင်းတစ်ဖြစ်တယ်နော်အဲဒီတစ်ဒီဒီတစ်ခါနဲ့တစ်နဲ့၃ညနဲ့လမ်းပေါင်းရင်တစ်ပါလို့ရှည်ရိုးလေးကိုအဲ့လိုကစားတာတခါဒီနှလုံးပေါင်းခြင်းခွန်ဒီဒီမှာခွန်ထိတ်ဝင်လိုက်တာဝင်လာလိုက်တဲ့ခွန်နဲ့ဒီနှလုံးပေါင်းခြင်းခွန်နဲ့ဝင်လာလိုက်တဲ့ခွန်နဲ့ပေါင်းတော့လေးပေါ့နော်အဲ့ဒီ၃လုံးပေါင်း၄ကို၆ခါနဲ့ပေါင်းရင်၁၀ဖြစ်တယ်။အဲ့ဒီ၁၀ဒီ၃နဲ့9နဲ့လမ်းပေါင်းတဲ့၁၀ပါလို့သူကဒီလိုကစားတာနော်။ တခါဒီနှလုံးပေါင်းချင်းခွန်ကဒီမှာခွန်ထိတ်ဝင်တာဒီနှလုံးပေါင်းချင်းခွန်ဒီတော့ခွန်ထိတ်ဝင်လိုက်တာဝင်လိုက်တာနဲ့အဲ့ဒီခွန်နဲ့ဒီခွန်ထိတ်နဲ့ပေါင်းရင်လေးပေါ့အဲ့ဒီလေးကိုဒီ6ခါနဲ့ပေါင်းရင်3ဒီဒီမှာ3နောက်ထိုင်နဲ့3ခါ3ညခါနဲ့လမ်းပေါင်း3မှာလို့သူကဒီမှာလမ်းဖြစ်တယ်အရှိတွဲလေးပေါ့နော်တခါဒီနှလုံးပေါင်းချင်း3ဒီဒီမှာ3ထိတ်ဝင်လာပြန်ဝင်လာလိုက်တာနဲ့ဒီနှလုံးပေါင်းချင်း3နဲ့3ထိတ်နဲ့ပေါင်း6ကိုဒီ3ညခါနဲ့လမ်းပေါင်း6ဖြစ်တာပေါ့နော် ဇလုံးပေါင်းရင်း3ဒီ3ထိပ်ဝင်မှသာလျင်3နဲ့3နဲ့ပေါင်းရင်6 6ဒီ3ရခါနဲ့ပေါင်းရင်လည်း6အဲ့ဒီ6ဒီ9နဲ့9နဲ့လမ်းပေါင်းတော့6ပါလို့ဖြည့်တာဒီကက်မှာじゃကျွန်တော်တို့ကပရိတ်စ်ပရိတ်စ်ပဲတခွာကျွန်တော်ကယူစလိုက်တာ6ကက်ကြီးမှာလုံးဝတက်မပေးနိုင်ဘူးပေါ့လက်တွဲ site ဒီကို6ကက်စီးနေနဲ့ audio ထုတ်ဖို့ရတယ်တော်တော်ခက်တယ်အဲ့တော့ဒီနှလုံး၈ကက်၈ထိပ်တို့မဟုတ်၈ထိပ်ကြီးပဲပြတ်ထွက်သွားမယ်တို့မဟုတ်ပရိတ်စ်ပဲပြတ်ထွက်သွားမယ်ပေါ့နော်အဲ့ဒီမှာ9ကက်စီးရပရိတ်စ်က ကြာကြာနာနာချုပ်ထားတော့ဗရိတ်ကိုပဲကျွန်တော်အသုံးပြုတာရှစ်ထိတ်ကိုအသုံးမပြုတော့ပြဲလိုက်တာပေါ့နော်အဲ့မှာဒီနှလုံးရှစ်ကရှစ်ထိတ်ဝင်ဝင်လာတဲ့ရှစ်ထိတ်နဲ့ဒီနှလုံးပေါင်းရင်ရှစ်တဲ့ပေါင်း6 6ကိုနှစ်နဲ့ပေါင်းရင်ရှစ်အဲ့ဒီရှစ်က9နဲ့9နဲ့ပေါင်းရင်10ပါတယ်89တွဲကိုအဲ့ဒါလို့တက်တက်ရင်ရကစားသွားတာအဲ့ဒါလို့ကစားတဲ့နေရာမှာဒီနှလုံးပေါင်းရင်10ဆိုတော့သူက6 6 3ကစားတာရှစ်ထိတ်ဝင်နဲ့ဝင်လာတဲ့ရှစ်နဲ့ရှစ်ဒီနှလုံးပေါင်းရင်10နဲ့ပေါင်း6 6ကို4နဲ့ပေါင်းရင်10ဒီနှလုံး10ပါဆို86တွဲ ရှေ့သက်ကြောက်ရှိတွေကိုသူကထိရိရတဲ့ခါရတာထိရိရလို့နောက်ထိုင်ရတာတကော့တဲ့ကစားတော့တာအဲ့ဒီနေရာမှာဘာကိုနောက်ထိုင်ရှစ်ထိတ်ကိုမိပြီး6ခါရတယ်ရှစ်ထိတ်ကိုမိပြီး3နောက်ထိုင်ရတယ်ဘလို့3နောက်ထိုင်ရလဲဆိုတော့ရှေ့ပေါင်း၄ကိုဒီနှလုံးရှစ်နဲ့ပေါင်းနှစ်နှစ်ကိုခွားတက်နဲ့ပေါင်း3ပုံတည်သွားတာတခါထိရိရနဲ့ခါရတဲ့ခါထိရိရနဲ့နောက်ပိတ်ရတယ်ရှေ့ပေါင်းနှစ်နှစ်ကိုသူက30နဲ့ပေါင်းရင်30ကိုခွားတက်နဲ့ပြန်ပေါင်း3မှာသူပြီးသူပုံတည်သွားတာဒီမှာရှေ့ပေါင်း၄ လေးကို၃နဲ့ပေါင်းရင်ခွန်ခွန်ကို6နဲ့သွားရင်၃ပုံတည်သွားတာဒီမှာရှိပေါင်းနှစ်နှစ်ကို၄နဲ့ပေါင်းရင်6 6ကို9နဲ့ပေါင်းရင်၃ပုံတည်သွားတယ်သူကဒီမှာဒီမှာရှိပေါင်းလေးလေးကိုသူက9နဲ့ပေါင်းရင်၃၃ကို90နဲ့ပေါင်းရင်၃ပုံတည်သွားတာဒီမှာရှိပေါင်းခွန်ခွန်ကို၄နဲ့ပေါင်းတော့1 1ကို ကွာနှစ်ဝင်မှာ၃ပုံတည်သွားတာအဲ့မှာဒီဆိုင်ကတချမ်းတော့ပဲ့မှာပေါ့ရှစ်ထိပ်ပဲပဲ့မလားပရိတ်တက်ပဲပဲ့မလားဆိုတခုမှကိုပဲ့မသွားဘူးရှစ်ထိပ်ရလို့ခါရရှစ်ထိပ်ရလို့နောက်ပဲ့ရ၃ပုံတည်သွားတာအခုခုနကမြောက်မှာကစားအောင်မယ်ဆိုရင်တော့ပေါ့ဗျာဒီနှလုံးပေါင်းရင်ရှစ်တည်ရှစ်ထိပ်ဝင်မယ်ဆိုရင်ရှစ်နဲ့ရှစ်နဲ့ပေါင်းရင်6 6ကိုရှစ်ခါနဲ့ပြန်ပေါင်းရင်၄ကြောင်ဒီနှလုံးပေါင်းရင်၄ပါဆိုရင်ဒါ84တို့နော် ဒီလုံးပေါင်းရှင်းတာရှင်းထိတ်ဝင်မယ်ဆိုရင်ဒီနှလုံးရှင်းနဲ့ရှင်းနဲ့ပေါင်း6 6ကိုရှင်းနဲ့ပေါင်း4ဒီ4လုံးပေါင်းရင်4ဒီဒီနှလုံး4ပါဆိုရင်ပေါင်းလိုက်တာလည်းခါးနဲ့ထိတ်နေဆိုတော့နော်ဒီနှလုံးပေါင်းရင်ရှင်းရှင်းထိတ်ဝင်ရှင်းနဲ့ရှင်းနဲ့ပေါင်း6 6ကိုရှင်းနဲ့ပေါင်း4ဒီလွတ်နေတဲ့ဒီနောက်ထိုင်တဲ့ခါးနဲ့လမ်းပေါင်း4ပါဆို84တွဲ84တွဲကိုမှရှင်းပေါင်း10နှလုံး9နဲ့ပေါင်းတော့10နဲ့9နဲ့ပေါင်းတော့9 9ကိုခွာရှင်းဝင်3ဖြစ်အောင်မယ်ဆိုရင်ဒါရှင်းထိတ်ဆိုရင် 140တကွာတည်းရဒါ9ကက်စီပဲနော်အဲ့ဒီမှာကျွန်တော်ကပြီးခဲ့တဲ့ပုံရဒီ6ကက်စီရဲ့လုံးဝ6ကက်စီမှာလုံးဝထည့်ပေးရဆိုတာခက်ရှာရှာပေါ့နော်လက်တွဲ site လည်းဖြစ်နေတာတချောင်းဆိုတော့ကျွန်တော်ကရှစ်ထိပ်ကိုလုံးဝပယ်လိုက်တာပရိတ်1ကိုတော့ယူလိုက်တယ်9ကက်စီနဲ့ပရိတ်1ကိုယူလိုက်တယ်လုံးဝ6ကက်စီရဲ့နေရှစ်ထိပ်ကြောင်းကိုခါရရတယ်ရှစ်ထိပ်ကြောင်း၄နောက်ပေးရတယ်အဲ့ဒီမှာ၃ဖြစ်ချင်းပုံတင်နေတပေါက်သေးပြီးစီးသွားတာပေါ့နော် အခုခုနှစ်ကက်စီးမှဆိုလဲ140ခုခုနှစ်ကက်စီးပေါ့နော်စနစ်ကိုချိန်ရက်တက်တယ်ဆိုတော့အသုံးပြုကြည့်ပေါ့ဒီနှလုံး၈ကြောင်း၈ထိတ်ဝင်ဝင်လာတဲ့၈ထိတ်နဲ့၈ထိတ်နဲ့၈နဲ့ပေါင်း6 6ကို၈နဲ့ပေါင်း၄ဒီဒီနှလုံးပေါင်းရင်၄ပြန်ဖြစ်တော့84တို့အဲ့ဒီနေရာမှာရှေ့ပေါင်း30နဲ့ဒီနှလုံးပေါင်း9နဲ့ပေါင်း9 9ကိုခွာ၈ဝင်မှာ၃ပုံတိဖြစ်မှာ140တကွာထက်ပေါ့နော်ဒါခုနှစ်ကက်စီးပေါ့နော်6ကက်စီးမှာတော့ကျွန်တော်လုံးဝကိုပယ်လိုက်တဲ့၈ထိတ်နဲ့ဘရိတ်တစ်ကထွက်ပါတယ်ဘရိတ်တစ်က ျွန်တော်၅ကက်စီမှာကင်ခဲ့တဲ့ပရိတ်တက်ဆိုရင်၃ည၈၈၈နှစ်ဟာဒီ၃ညကနောက်နှလုံးနဲ့ဒီနှစ်၃ညအဲ့ဒီ၃ညကကိုးခါနဲ့ဒီမှာလည်း၃ညပါဆို၃ညကို၃ချက်ဆင်ဒီနှစ်ဒီနောက်နှလုံး၃နဲ့နောက်ပေါင်း၉နဲ့ပေါင်း2အဲ့ဒီနှစ်ဒီကိုးခါနဲ့ပရိတ်၃နဲ့ပေါင်း2၃ည2ဒီ၈ဒီနောက်ပေါင်း2နဲ့နောက်ပေါင်း6နဲ့ပေါင်း8အဲ့ဒီ8ဒီတက်ခါနဲ့ပရိတ်9နဲ့8၃ည2 8ဒီ8ဒီ နောက်ပေါင်း၈နဲ့နောက်ပေါင်း၃၀နဲ့ပေါင်း၈အဲ့ဒီ၈ဒီတက်ခါနဲ့ပရိတ်ခွန်နဲ့ပေါင်း၈၃ညာ၂၈၈၈ဒီနှစ်ဒီနောက်ပေါင်း၈နဲ့နောက်ပေါင်း၄နဲ့ပေါင်း၂အဲ့ဒီနှစ်ဒီတက်ခါနဲ့ပရိတ်တက်နဲ့ပေါင်း၂ပါဆိုပြီးတော့၃ညာ၂၈၈နှစ်ဖြစ်ခြင်းကို၃သိန်းဖြစ်နေပရိတ်တက်ကိုပြရတဲ့တင်ကအဲ့၃ညာ၂၈၈နှစ်ဖြစ်ခြင်းကိုပရိတ်နှစ်ကင်ပြီးတော့ဒီ၃လုံးခွန်ကတော့ဒီ၃လုံး၆ကိုပရိတ်တက်နဲ့ခွန်ပါဆိုပြီးကစားတယ် ဒီသုံးလုံးခွန်ကဒီသုံးလုံးလေးနဲ့ပြိတ်သုံးနဲ့ခွန်ပါလို့ကစားတယ်။ဒီသုံးလုံးခွန်ကဒီ30နဲ့ပြိတ်ခွန်နဲ့ခွန်ပါလို့ကစားတယ်။ဒီသုံးလုံးခွန်ကဒီသုံးလုံး30နဲ့ပြိတ်ခွန်နဲ့ခွန်ပါလို့ကစားတယ်။ဒီသုံးလုံးခွန်ကဒီသုံးလုံး6နဲ့ပြိတ်1နဲ့ခွန်ပါဆိုပြီးကစားတယ်။ပြိတ်1ကိုပဲကျွန်တော်က8 6လေးကို8ထိပ်ကို6ကက်စီအနေနဲ့ဆိုပြီး8 6လေး6ကက်စီကိုပယ်ပြီးပြိတ်1ကို အဲဒုံညာနေရှိရှိရှိဒုံညာနေရှိရှိနေဖြစ်ခြင်းနဲ့၃ချက်ဆင့်ဖြီးတယ်။ခွန်ဖြစ်ခြင်းကိုခွန်ဖြစ်ခြင်းနဲ့ဖြီးတယ်ပရိတ်တ။အဲ့ဒီနေရာမှာ ग्वा ခွန်နဲ့ပရိတ်တ်နဲ့ပေါ့။ရှစ်။ ग्वा လေးနဲ့ပရိတ်သုံးနဲ့ပေါ့ခွန်ရှစ်ခွန်။ ग्वा ကိုးနဲ့ပရိတ်ခွန်နဲ့ပေါ့၆။ရှစ်ခွန်၆။ ग्वा ရှစ်နဲ့ပရိတ်ခွန်နဲ့ပေါ့၅။ရှစ်ခွန်၆၅။ ग्वा သုံးနဲ့ပရိတ်တ်နဲ့ပေါ့၄။ရှစ်ခွန်၆၅၄ဖြစ်ခြင်း။ပရိတ်တ်ကိုကျွန်တော်တို့ကရှစ်ထိတ်ကိုပယ်ပြီးလုံးဝပရိတ်တ်ကိုအော်ဒီနေနဲ့ရွေးချယ်လိုက်တယ်။ ထိတ်စည်းကပယ်လိုက်တဲ့ထိတ်ကန်တွေကိုစွာထွက်သွားတာဆိုတော့6ကက်စီကိုလုံးဝတက်တက်ရရရရှစ်ကိုးလေးရရရနဲ့ကိုမထုတ်ရဲဘူး6ကက်စီဖြစ်နေတဲ့အတွက်လုံးဝကိုပယ်ပြည့်တာအဲဘရိတ်တစ်ကိုပဲ6ကက်စီရတချမ်းပယ်မယ်ထင်ပြီး6ကက်စီရဘရိတ်တစ်ကိုပဲယူလိုက်တာပေါ့နော်အဲ့မှာလုံးဝ6ကက်စီရပေးသွားပြီကျွန်တော်တို့ကင်တဲ့ဘရိတ်တစ်က9ကက်စီရဘရိတ်တော့ပေးတယ်ကနန်းလုံးထိုင်ရတော့လုံးဝမကိုတလုံးမကိုမတူအောင်ကိုလွှတ်ချသွားတယ်ဘရိတ်တစ်ဖြီးလာတဲ့ ခြီချက်ကတော့ဒါတုံးချက်နှစ်ရှိရှိနှစ်ဖြစ်ချင်းမှာဆိုလဲ90 30ဖြစ်ပြီးတော့ဖြီးတယ်ခွန်ပြချင်း9ချက်မှာလဲခွန်ပြချင်း9ချက်နဲ့ဖြီးတယ်အဲ့မှာ6ခွန်ချောင်းက4 3ဒီကျွန်တော်တို့ကတော့အဲ့လိုစီနီယံကတော့ကင်ခဲပါတယ်ဒါပေမဲ့စီနီယံကိုအာပြုကင်တာမဟုတ်စီကြောကိုအာပြုကင်တာဆိုတော့ break တက်ကိုအော်ဒီနေနဲ့ကျုံထဲ့တာပေါ့နော်ကဏ္ဍပေါက်ကတော့လုံးဝကိုလွဲထွက်သွားတာလွဲမှာပေါ့ဗျာရှစ်ထိတ်ပယ်လိုက်ပြီဆိုတော့ကျွန်တော်တို့ကလွဲပြီလေရှစ်ထိတ်ကလည်းပယ်လို့တော့ပယ်ရတာပြီးခဲ့တဲ့ချိန်ကရှစ်ထိတ်က ခုနှစ်ကက်စီရှိတယ်၆ကက်စီရှိတယ်၅ကက်စီရှိတယ်၄ကက်စီရှိတယ်အဲ့ဒါကိုစီကြောအရှိတွေနဲ့ညိအေးတွေအတွက်ပယ်တာပေါ့တခါတည်းရန်ကြမှားတယ်သုံးပြချက်တည်းဒီထက်ရှိတယ်ခုနှစ်ကက်စီနဲ့၈ထိပ်လည်းရှိသေးတယ်၄ကက်စီနဲ့၈ထိပ်လည်းရှိသေးတယ်အဲ့မှာစီကြောရှိတွေနဲ့ညိတာဆိုလုံးဝကိုပယ်တာနော်ဘရိတ်တက်ကိုပဲအားပြုပြီးဘရိတ်တက်ကနန်းနေပဲထုတ်တာပေါ့အဲ့မှာဗျာ၆ကက်စီရဲ့၈၉လေးဆိုတဲ့တပေါက်ထဲလာတော့၆ကက်စီရဲ့ ပေးသွားတာအဲပက်လက်ကိုလန်တော့တာပေါ့နော်အဲဒါဟိုမကင်လို့တာမကင်တာပေါ့ဒီစနစ်လိုတော့တိတ်ညံ့နေတယ်တော့မပါဘူးဒီနှလုံး၈ဒီ၈ထိတ်ဝင်ဝင်လာတဲ့၈နဲ့ဒီနှလုံး၈နဲ့ပေါင်း6 6ကို4နဲ့ပေါင်း10ဒီဒီနှလုံးကို10ပြန်ဖြစ်တယ်ထိတ်ထိတ်ကြောင့်ခါရရ ထိတ်ထိကြောင်ခါရပြီတော့ထိတ်ထိကြောင်နောက်ပိတ်ရတယ်ဒီနှလုံးလေးကိုရှေ့ပေါင်း၈နဲ့ပေါင်း၈၈ကို꽈တက်နဲ့ပေါင်းဒီနှလုံးလေးကိုရှေ့ပေါင်း၈နဲ့ပေါင်း2 4နဲ့၈နဲ့ပေါင်း2ကိုမှ꽈တက်နဲ့ပေါင်း3ပုံတည်သွားတာဆိုထိတ်ထိကြောင်ခါရတယ်ထိတ်ထိကြောင်နောက်ပိတ်ရတယ်အဲ့ဒီစနစ်နဲ့ပဲ၈6လေးဆိုပြီးတပေါက်တည်းထုတ်သွားတယ်အဲ့မှာဗရိတ်တက်ကိုပဲအာပြုတ်ခိုင်းတော့အဲ့မှာပက်လက်လန်လို့တာပေါ့နော်ဒီချိန်တော့မချိန်တဲ့လူအဲ့ဒါ၈ထိတ်9ကက်စီကိုလုံးဝကိုကင်အောင်ပါကင်အောင်ပါ၈40လို့ပေးခဲ့ရင်တော့သူစနစ်ကပေးရင်တော့ထိတ်ထိကြောင်ခါရတယ် ထွေထူးကြောင့်နောက်ပိတ်ရတယ်ပေါ့နော်ခွန်းတက်ကစီနေနဲ့ဒါကရင်အသုံးပြုရင်ရှစ်ထိပ်ဒီခွန်းတက်ကစီအဲ့ဒီမှာရှစ်ထိပ်ဒီ6ကစီနေနဲ့ကျွန်တော်ရှစ်ထိပ်ဒီကိုင်းကိုကိုင်အောင်ပါနော်သူ့အဆက်တွေနေနဲ့ကစားထားတဲ့စနစ်တွေကိုကြိုက်နေတဲ့လူကိုဒီ6ကစီကိုမှီပြီးတော့ဒါအော်ဒီထုတ်တာပေါ့နော်ပရိတ်ကစီကျော်ရတော့ကဒါကတော့9ကစီမှာတော့ပြီးသွားပြီလို့ယူဆလို့ရလောက်တဲ့အယူဆတစ်ခုထိတော့ရောက်သွားပြီပေါ့နော်၃ညနေ၈၈နှစ် လုံးညနေရှိရှိနှစ်နှစ်ပြီးတော့ခွန်သေးဒီနှလုံးနဲ့ဒီနှလုံးနဲ့ပေါင်းခွန်ကလုံးဝချုပ်မသွားဘူးအဲ့နှလုံးခွန်မဖြစ်သေးတော့ဒီခါနဲ့ဗရိတ်နဲ့ခွန်လေးလည်းလုံးဝဖြစ်เสียအကြောင်းမရှိဘူးလို့တော့ယူဆတာပေါ့နော်အဲ့ခွန်ဖြစ်ခြင်းကလည်းငါးချက်ကိုခွန်ဖြစ်ခြင်းငါးချက်နဲ့ပြည်သွားတာဆိုတော့အဲ့ဒီဒီဟာကိုဒီနေရာမှာရင်ရက်မှာပေါ့နော်ဒီဟာရင်ကိုဒီနေရာနဲ့ရက်တော့ပြီးခဲ့တဲ့ချိန်ကအဲ့မှာဒီရှိတဲ့ဒီခုနကစီကို6ကစီနေနဲ့ဘလို့ပြန်ကန်ရင်တော့ဆိုတော့ ဒါရှစ်ထိပ်ဒီလေကျွန်တော်သုံးပြမဲ့စနစ်လေးဖြစ်တည်တော့ချပြရပါတော့เนาะ6ကက်စီနေနဲ့ဘလို့ပြန်ကင်ရင်လုံးဆိုတော့ကင်အောင်ပါ6ကက်စီဒါက9ကက်စီနဲ့ရှစ်ထိပ်6ကက်စီနဲ့ရှစ်ထိပ်ဘလို့ကင်မလို့ဒီ3လုံး3ဒီဒီ3လုံး2နဲ့ပေါင်း5ဖြစ်ချင်တယ်အဲ3 5ဖြစ်3နေရင်နှက်ခက်ဒီကို5နေနဲ့ပြန်ကင်ရင်ရှစ်ထိပ်ကိုပြန်ကင်အောင်ပါဒီတကဒီ3လုံး8ကိုလည်းသူကဒီဒီ3လုံး9နဲ့ပေါင်းရင်သူက5ဖြစ်ချင်တယ်ပြန်လာဒီ3လုံး3ကိုသူက ဒီ၃လုံး2နဲ့ပေါင်းရင်တော့၅ဖြစ်ချင်းဒီပြန်လာတာเนาะအဲဒီ၃လုံး3ကိုလည်းပဲတော့ဒီ၃လုံး2နဲ့ပေါင်းရင်၅ဖြစ်ချင်းဒီပြန်လာတာ၃နှစ်ကတ်ဒီပေါ့เนาะဒီ၃လုံး9ကိုလည်းပဲဒီ၃လုံး8နဲ့ပေါင်းရင်၅ဖြစ်ချင်းဒီပြန်လာတယ်ဒါခါဒီ၃လုံး2ကိုဒီ၃လုံး3နဲ့၅ဖြစ်ချင်းပြန်လာမယ်၃နှစ်ကတ်၅ဖြစ်ချင်းပြန်လာမယ်ထင်လို့8ထိပ်ကြည့်ဦးဒါ6ကတ်ပြီးနေတယ်အသုံးပြုရင်အသုံးပြုအောင်ပါเนาะအသုံးပြုအသုံးပြုအောင်ပါ အဲ့ဒီငားတွေမှာအားမရဘူးဆိုရင်ဒါကြည့်ရနေရတော့ရှုပ်မသွားနဲ့ငားတွေမှာအားမရဘူးဆိုရင်ငားပါဝါ30ချစ်ချင်းနဲ့သူကင်လို့ရတယ်ကင်လို့ရတယ်ကင်လို့ရဆိုတော့နည်းနည်းတော့ရှုပ်မှာဇောင်းသုံးလုံး30ကိုထိပ်ပြီးငားလုံးပေါင်းလိုက်30နဲ့ပေါင်းရင်သူတုံညာဖြစ်ချင်းပဲဒါဆိုရှင်းတယ်ဇောင်းသုံးလုံး30ဆိုတော့ထိပ်ပြီးငားလုံးပေါင်း30နဲ့30ဖြစ်ချင်းနဲ့ပုံတည်သွားဇောင်းသုံးလုံး3ကိုထိပ်ပြီးငားလုံးပေါင်းရင်ဇောင်းသုံးလုံး3ကိုထိပ်ပြီးငားလုံးပေါင်းရင်9နဲ့ပေါင်းရင်30သွားတာ ဇောင်းသုံးလုံးရှစ်ကိုလေထိတ်သီးငါးလုံးပေါင်းခြင်းခွန်လေတော့ရင်ဇောင်းသုံးလုံးရှစ်ကိုထိတ်သီးငါးလုံးပေါင်းခြင်းနှစ်နဲ့တော့ရင်10ပဲဇောင်းသုံးလုံးသုံးကိုထိတ်သီးငါးလုံးပေါင်းခြင်းခွန်လေတော့ရင်10ပဲဇောင်းသုံးလုံးသုံးကိုလည်းပဲထိတ်သီးငါးလုံးပေါင်းခြင်းခွန်လေတော့ရင်10ပဲထိတ်သီးငါးလုံးကခွန်နော်သုံးနဲ့ပေါင်း10ပဲအဲ့ဒီမှာဇောင်းသုံးလုံးခွန်ကိုထိတ်သီးငါးလုံးပေါင်းခြင်းသုံးဖြစ်အောင်ဒါရှစ်ထိတ်ပဲ အဲ့ဒါမှာသုံးသုံးလုံးခွန်နဲ့ထေစီ၅လုံးပေါင်းရင်3ဝင်မှခွန်နဲ့၅လုံးပေါင်းရင်3နဲ့မှ10ဖြစ်မှာဆိုရင်လေဒီ၄လုံးကဘာဖြစ်နေအောင်ဆိုတော့သူက၅ဖြစ်နေငါးကို3ဖြစ်အောင်ရှစ်ထိပ်ထဲမှာ၅လုံးပေါင်းရင်3ဒီ၃လုံးပေါင်းရင်9နဲ့10ဖြစ်ချင်းသွားမှာအဲ့ဒီကောင်ကျန်တဲ့နဲ့ရှုပ်သွားမှာဆိုလို့ရှစ်ထိပ်ပြီးပြီလုံးဝကန်တင်နေတဲ့မှာပါသေးတယ်နော်အဲ့ဒါ9ကက်စီကို6ကက်စီနဲ့5ဖြစ်ချင်း3ဖြစ်ချင်းနဲ့ရှစ်ထိပ်ပြီအဲ့လို9ကက်စီတွေမကြိုက်ဘူး6ကက်စီလည်းမကြိုက်ဘူး ငါဖြစ်ချင်းသုံးညဖြစ်ချင်းနဲ့ဒါ6ခက်စီရတော့နှစ်ချက်တော့ညီလေးတယ်ဒါရှစ်ထိပ်စီအဲ့ဒါကိုမကြိုက်ဘူးဆိုရင် तू ကရတယ်ရတယ်ဆိုတော့ဘလို့ရတော့ဘလို့တွတ်တိဒီဒီ30ကို तू ကဒီ9နဲ့လမ်းပြီးပါဝါဖြည့်ချင်းတယ်ဒီ၃လုံး30ကိုဒီ9နဲ့လမ်းပြီးပါဝါဖြည့်ခြင်းနော်ဒီ၃လုံး30ကို၄လုံး30ကိုလည်းဒီ9နဲ့လမ်းပြီးပါဝါဖြည့်ခြင်းနော် ဒီလေးလုံး30ကိုလည်းဒီ9လည်းလမ်းပြီးပါဝါဖြည့်ရှင်တယ်ဒီလေးလုံးက30ဖြစ်တယ်လေး9 30ပါဝါဒီ9မဖြစ်တာဖြစ်တာသူပိုင်းတာ8ထိတ်ကို9ထိတ်6ကစီမကြိုက်ဘူးခုနကစီမကြိုက်ဘူးဆိုရင်ဒါခုနက9ဖြစ်ရှင်တဲ့6ချက်တုံးညာဖြစ်ရှင်တဲ့6ချက်8ထိတ်စီ6ကစီဒါကခုနကစီအဲ့ဒီ9ဖြစ်ချင်းတုံးညာဖြစ်ချင်း6ကစီကိုမကြိုက်ဘူးအဲ့9ဖြစ်ချင်း3ညာဖြစ်ချင်းနဲ့9ကစီကိုကြိုက်တယ်ဆိုရင်တော့ဒါဇောင်းတုံးလုံး ်ဘောင်းသုံးလုံးနဲ့ထိန်းတဲ့ဘောင်း30ကို30ဘာဝ5ဖြီ3နဲ့ခွန်တဲ့ဘောင်း30ကို30ဘာဝ5ဖြီ3နဲ့ခွန်တဲ့ဘောင်း30ကို30ဘာဝ5ဖြီ3နဲ့မခွန်တဲ့3နဲ့ဘောင်း30 30ဘာဝကို5ဖြီ2နဲ့ရှင်းတဲ့ဘောင်း30 30ဘာဝကို5ဖြီရင်ဒါကလုံးဝရှိတဲ့ကြီးကကစားလို့ရလေးတယ်နော်တခါအဲ့လိုလည်းမကြိုက်ဘူးတခါတခါအဲ့လို30 5ဖြီ9ကစီအဲ့လိုလည်းမကြိုက်ဘူးဆိုတခါ ဒီ3လုံးခွန်ကို4လုံးခွန်နဲ့ကစားကြည့်3လုံး3ကို4လုံး3နဲ့ထည့်ကြည့်ဒီ3လုံး3ကိုလည်းဒီ4လုံး3နဲ့ထည့်ကြည့်ထည့်ကြည့်နော်ဒီ3လုံး3ကိုလည်းပဲ4လုံး3နဲ့ထည့်ကြည့်ထည့်ကြတာပဲနော်ဒီ3လုံး6 6ကို4လုံး6နဲ့ထည့်ကြည့်ထည့်ကြည့်အဲ့ဒါလည်း၈ထိပ်ပဲနော်အဲ့ဒါလည်း၈ထိပ်ပဲ နော်3လုံး6ကို4လုံး6နဲ့ပြန်ထည့်ရင်8ထိပ်ပဲအဲ့ဒါလည်း9ခက်စီးပဲအဲ့ဝင်လာတဲ့8ထိပ်ကိုမှ9ချုပ်လို့လည်းယူလို့ရတယ်အဲ့ဒီ9ကလည်းဇောင်း3လုံးနဲ့ထိနေတဲ့10ရက်ပါသွားပါဆိုယူလို့ရတယ်အဲ့တော့ဒီ840ထိပ်ကိုပဲချမ်းပဲ့ပေးသွားမလားလုံးဝကိုဒီခொနကစီးတိုင်းတည့်ရတဲ့ထင်ပြီးပေးသွားမလားတော့မသိဘူးပေါ့နော်အဲ့ဒီကနေကျွန်တော်ကတော့ ရှစ်ထိပ်စီခုနှစ်ကစီတို့မဟုတ်6ကစီတို့မဟုတ်9ကစီ4ကစီလည်းပြလို့ရတယ်4ကစီတို့ပို့ပြီးချုပ်လို့ရတာပေါ့နော်ပုံတော်ပြလို့ရတယ်အဲတော့ကျန်းမြတ်တထားလေးအသုံးပြုကြည့်ပေါ့နော်ရှစ်ထိပ်လေးတစ်ခုကတော့ထိပ်စီကတော့လက်တော့ဆိုင်မှာ10မျိုးရှိ10မျိုးရှာ10မျိုးရှိတယ်ပေါ့နော်အဲဒီကနေကျွန်တော်ပြောသလိုပြီးခဲ့တဲ့ချိန်က9က6က9က4ကစုံတော့ရှစ်ထိပ်ကိုပင်ရှည်တွေပါတယ်ဆိုပြီးပယ်လိုက်တာက ဟိုဒီလိုရတဲ့အဓိကတော့ချက်ဖြစ်သွားတာပေါ့နော်အဲဒါကြောင့်မို့အဲ့တော့ချက်တည်းကနေခုလဲ6ကက်9ကက်5ကက်4ကက်နဲ့ညှိပြီး6ထိပ်တလုံးတော့ဒါအစသွက်ထုတ်ပေးလိုက်တယ်ပေါ့နော်အသုံးပြုကြည့်ပေါ့ဒီမှာ6 9 8 9ဖြစ်ချင်တဲ့6ထိပ်ကိုလုံးဝချုပ်ထားတဲ့4ကက်စီမှာဆိုရင်လုံးဝကိုချုပ်ချင်တယ်လို့ချုပ်လို့ရတဲ့စနစ်တည်းရှိတာပေါ့နော်ဒါလေးကိုအသုံးပြုကြည့်ပေါ့အသုံးပြုကြည့်ပေါ့ ရှိခဲ့ပြီလေတော့မဟုတ်လုံးဝဝါပူကျင်နေဆိုတော့140ပေါ့ဗျာခொနကစီ3ပြုတ်ကြည့်140လဲခါရတယ်တော့မပါဘူးเนาะမပါဘူးဆိုတဲ့ကြောင်းရဲ့သူကဒီဒီ35ဗျာဒီ3တွေက3တစ်ခါ5တွေတော့ဖြီးသွားပြီเนาะအဲ့လုံးတွေကဒီ3လုံး6ကိုရှေပေါင်း4နဲ့3တက်တက်မှတ်ထဲပြန်ကစားမလားခါရတယ်တော့မပါဘူးဒီ6ကိုရှေပေါင်း9နဲ့3တက်တက်မှတ်ထဲကစားမလား 3ကိုရှေ့ပေါင်း10နဲ့3လို့ကစားမလား6ကိုရှေ့ပေါင်း9နဲ့3လို့ကစားမလား7ကိုရှေ့ပေါင်း2နဲ့3လို့ကစားမလားကျွန်တော်ပြောလို့ခါရတဲ့တော့မပါဘူးเนาะအဲ့လိုကစားမလားဒါကစဉ်းစားရတော့ကောင်းတယ်ပေါ့เนาะရှေ့ပေါင်း2ကအဲ့ဒီချက်လေးအဲမြည်သေးတယ်เนาะအဲ့ဒီချက်မြည်သေးတယ်အဲ့ဒါမှမဟုတ်သူက အဲ့တိုင်းမကစားကျင်ဘူးဆိုရင်အဲ့တိုင်းမကစားကျင်ဘူးဆိုရင်ဘယ်လိုကစားလို့ရသေးလဲဆိုတော့ငါးရက်သုံးရက်ပေါင်းရှစ်ကိုရှစ်ပေါင်းလေးနဲ့နှစ်တက်တက်မှတ်တဲ့ကစားမလားကိုးရက်၆ရက်ပေါင်းတော့ငါးကိုရှစ်ပေါင်းခုနဲ့ပေါင်းနှစ်တက်တက်မှတ်တဲ့ကစားမလား၃ရက်၉ရက်ပေါင်းနှစ်ကိုရှစ်ပေါင်း၁၀နဲ့နှစ်တက်တက်မှတ်တဲ့ကစားမလား ရှိရခွန်ရပေါင်း5ကိုရှိပေါင်းခွန်နဲ့နှစ်တက်တမှတ်ထဲကစားမလား4ရ6ရပေါင်းတော့၃ညကိုရှိပေါင်းနှစ်နဲ့နှစ်တက်တမှတ်ထဲကစားမလားခုနက3တက်တမှတ်ထဲရှိပေါင်းနှစ်ဒီလေခါရတယ်တော့မပါအောင်အဲ့ဒါလိုလေးအုံပြုတ်ကြည့်ပေါ့နော်အဲ့ဒါလိုလေးအုံပြုတ်ကြည့်ပေါ့တချို့အယူဆတွေကကြတော့သူကအနေညက်နေတာလေးတွေပါတာပေါ့နော်ညက်နေတာလေးတွေပါတယ် နည်းနည်းတာလေးပြီးပါတယ်ဆိုတော့ကျွန်တော်တို့ကဟိုမြေဆန့်ခန်းပြိုကြည့်ရနိအလိုဒီဆက်နွယ်မှုရှိတာလေးတွေနဲ့ရှိတာလေးတွေကိုကစားရတာဖြစ်တည်တော့ဘောเนาะဒါဘာတွေမဟုတ်ပါဘူးအသုံးပြုခြင်းလည်းပြုဘဟုတုဒ္ဒအဖြစ်เนาะဘုဒ္ဓအဖြစ်ဆိုတာဒီမြေဆန့်ခန်းပြိုရတဲ့ site တွေမှာဆိုရင်ဒီသုံးလုံးတစ်တွေကိုကျွန်တော်ငားကအနေနဲ့အဟဟုတ်ရလားအဟဟုတ်ဘူးဩဒီထိပ်စီးနဲ့မှာတစ် 4.3ခွန်မှာ1ပေါ့နော်16လေးမှာ1ပေါ့နော်ဘာရမုတ်ကစားကြည့်လဲပေါ့နော်960မှာ1ကစားကြည့်တာခွန်လေးတုံညမှာ1ပေါ့နော်ဒါတုံညပိတ်လေးနဲ့ပတ်သက်ပေါ့အဲ့နေရာမှာ1 5ပြားကစားတာကစားကြည့်တာပေါ့ဒီချိန်မှာတာ1ဖြစ်မယ်ဆိုတုံညနောက်ပိတ်ဝင်မယ်ဆိုနောက်ချိန်လည်းတုံညနောက်ပိတ်ပေါ့နော်အဲ့ဒီ1ဖြစ်ခြင်းနဲ့တုံညနောက်ပိတ်ဘာကြောင့်တွင်းလုံးဆို6 4နဲ့6 6နဲ့4နဲ့6နဲ့တုံညကဒီမှာပိတ်တာအဲ့မှာ1ချုပ်တာ ရှေးခွန်နဲ့နောက်30နဲ့ပေါင်းခွန်ဝါဒီမှာပိတ်တယ်အဲ့မှာတစ်ချုပ်တာရှေး30နဲ့နောက်4နဲ့ပေါင်း4ရက်4ပိတ်ပြီးတော့တစ်ချုပ်တာရှေးခွန်နဲ့နောက်3နဲ့ပေါင်းရင်3ညဒီမှာဝင်ပြီးတစ်ချုပ်မလားနော်အဲ့ဒါလိုလေးဒါ3ညပိတ်နဲ့ပတ်သက်ပြီးတော့နုသေးတာပေါ့နော်အသုံးပြုကြည့်တာအဲ့လိုဝင်ရတော့နောက်4လုံးပေါင်းရင်1တကို၄နဲ့ပေါင်းရင်နောက်၄လုံး၅၅ကို၄နဲ့ပေါင်းရင်နောက်၄လုံး၉၉ကို၄နဲ့ပေါင်းရင်နောက်၄လုံး၃ ုံးကို၄နဲ့ပေါင်းရင်နောက်၄လုံးခွန်ထိတာကစားကြည့်ကြတာနော်။တုံညာပိတ်ဒီချိန်မှာပိတ်ခဲ့နောက်ချိန်လည်းတုံညာထပ်ပိတ်အောင်ပါ။1 5 9 3ခွန်4ပွင့်ကြီးနဲ့နောက်ချိန်မှာ3ညထပ်ပိတ်မှာ3ညထပ်ပိတ်ဖို့ရလဲဒီ3လုံး1ကချုပ်ပြီးသားနော်ဒီ3လုံး1ကချုပ်ပြီးသားဒီ3လုံး1ကလည်းချုပ်ပြီးသားအဲ3ညပိတ်ကို1ဖြစ်1 5 9ခွန်ဖြစ်ခြင်းနဲ့3ညပိတ်လေးတွေကိုနှစ်ချက်ဆင်းအနေနဲ့ပိတ်ကြည့်ထားတာပေါ့နော်အဲလို အဲ့လိုမှအသုံးပြုရတာအဲအဲ့လိုမှမကြိုက်ဘူးအဲ့လိုမှမကြိုက်ဘူးဆိုရင်ဒီနောက်လေးလုံးပေါင်းရင်၁၁ကို9နဲ့ပေါင်းနောက်လေးလုံး9ဟုတ်တယ်ကို၄နဲ့ပေါင်း၅၅ကို၄နဲ့ပေါင်းတော့နောက်၄လုံး၉ကိုကို၄နဲ့ပေါင်းရင်၃နောက်၄လုံး၃၃ညပိတ်ဝင်ခဲ့အောင်မဲ့ဆိုရင်၃ကို၄နဲ့ပေါင်းနောက်၄လုံး၇ဆိုရင်ဒါ၃ညပိတ်၄လုံးထက်တင်၅ကို၃ခွန်အဲ့ဒီနေရာမှာခါရထိပ်စီးရနောက်ပိတ်ရတက်တက်တက်မဲ့တလိုက်ချုပ်မဲ့ဆိုရင်၃ညပိတ်ကအဲ့လောက်ထိတော့ချုပ်ခံလေးတယ်ပေါ့နော်အဲ့လိုမှမကြိုက်ဘူးဆိုရင် ရှေ့ပေါင်းနှစ်ကိုခွန်နဲ့ပေါင်းရင်9 9ကို9နဲ့ပေါင်းရင်10ဒါတစ်မျိုးရှေ့ပေါင်း9ကို6နဲ့ပေါင်းရင်9 9ကိုခွန်နဲ့ပေါင်းရင်2 4ပွင့်ကြီးရှေ့ပေါင်း6ကို9နဲ့ပေါင်းရင်9 9ကို1နဲ့ပေါင်းတော့6 8နဲ့6 4ပွင့်ကြီး6ကို4ပွင့်ကြီး30ရှေ့ပေါင်း6ကို3ညနဲ့ပေါင်း6ဟောရှေ့ပေါင်း6ကို3ညနဲ့ပေါင်း6 6ကို4နဲ့ပေါင်းမှာ30 8 2 6 3ည4ဝင်ကြီး3ညကို လေးနဲ့ပေါင်းရင်လေးဖြစ်ရမှာရှေးပေါင်းနှစ်ကိုနှစ်နဲ့ပေါင်းရင်လေးလေးကိုဒီနှလုံး30မှာလေးဖြစ်မှာရှေ့နှစ်6 3ညာလေးဆိုပြီးတာ3ညာနောက်ပိတ်နှလုံးကိုကျူထည့်ကြည့်ထားတဲ့စနစ်ဒီမြေဆန်ခရံပြူရအောင်နော်အဲ့လိုလေးရောရှိတယ်ဒါအဓိကတော့ရှစ်ထိတ်ကိုသုံးပြုကြည့်3ညာပိတ်ကဝင်လာမှဆက်ကင်နော်ဝင်လာမှနောက်ဒီမှာဆက်သုံးပြုဒါကတော့ရန်ဆန်ပြီးတော့ခေါ်တော့ခေါ်ကြည့်ထားတာပေါ့နော်3ညာပိတ်လေးပေါ့ ရှင်းပေါင်းနှစ်ကိုလည်းသုံးဖြစ်ခြင်းနှစ်ဖြစ်ခြင်းနဲ့ကြိုင်တဲ့တန်သုံးပြုပေါ့အဓိကကတော့ရှစ်ထိတ်ကိုပဲအဓိကထားပြီးကစားပါ140ပေါ့နော်ခုနကကစီကြိုင်ရှစ်ထိတ်တစ်ချမ်းပဲ့ကောင်းရင်လည်းပဲ့ပါပါနော်ရှစ်ထိတ်ကိုပဲအဓိကထားပြီးသုံးပြုကြည့်ပါလို့တန်ဖောင်ဒီဖြစ်နေတာကိုရွေးချယ်ပြီးသုံးပြုနိုင်ပါပြီပေါ့နော် Thank you.